ဟုတ်ကဲ့မင်္ဂလာပါဗျာ2 DKMD မှာပြန်လည်ပြီးတော့ဂျုံဆူလိုက်ပါတယ်ဗျာမနက်ကတော့နှစ်လေးဆိုတော့ကျွန်တော်ရဲ့တပတ်တာမွေးပလေးကတော့အောင်မြင်သွားပြီပေါ့နော်တစ်ချောက်ပလေးကတော့ဒါဆိုရင်မွေးပလေးကကျွန်တော်3ည5ပလေးတုံးကြံအောင်မယ်ဗျာ ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျမနေ့ကလည်းကျွန်တော်တစ်ပိုင်ကတော့ကြိုက်တယ်ဗောနော်တစ်ပိုင်ကြိုက်တော့ကျွန်တော်ကတစ်ချော့ပြည်တော့တွဲပြလိုက်တယ်30တင်းငါဗောလုံးမိုင်တွဲတော့လည်းကျွန်တော်ပောက်ကနဲ့မဖြစ်ဘူးဗောနော်မနေ့ကဆိုလည်းပရိတ်နှစ်လိုင်းဗောနော်နှစ်လိုင်းဖမ်းနေမှာတော့တစ်ချော့ပြည်လိုင်းရတော့မှန်သွားတယ်ဗျာ ညနေမှာလဲ brain နှစ်လိုင်းอ่ะပေါ့เนาะ brain နှစ်လိုင်းဒီအပင်တော့ရှည်နေပြီဒါပေမဲ့ဒီ brain နှစ်လိုင်းဒီလဲမှန်လာခဲ့တဲ့ brain line နေပေါ့เนาะတူညီတဲ့ brain line ကိုတော့ကျွန်တော်တို့ကတူညီတာကိုတော့သူက main brain အနေနဲ့ပေးတယ်ပေါ့เนาะဒီနေ့မှာလဲအခု brain နှစ်လိုင်းလုံးဒီတော့ကျွန်တော်တို့တူညီတဲ့ brain ပဲရနေတယ်ဗျာ နေလိုက်ပြက်ပြက်မရှိပဲမှန်လာခဲ့တဲ့ break line ပေါ့နော် break line ဒီနှစ်လိုင်းလုံးတည်တော့တူးညီးနေတယ်ဗျနှစ်လိုင်းလုံးမှာလည်းပြက်ပြက်မရှိတဲ့ break ပေါ့နော် မနက်ကပြရတော့ကျွန်တော်ညနေအတွက်တစ်ပရိတ်ဆိုပြီးတော့ရှစ်ဖြစ်ချင်တဲ့သွားထားတာပေါ့နော် တော့ညနေမှာတော့ဝမ်းကျဲနေနဲ့မသွားတော့ဘူးပေါ့နော်ကျွန်တော်ရဲ့ထင်မြင်ယူဆချက်ဖြစ်တဲ့ထိပ်ပိတ်ကနန်းလေးတွေပဲကျွန်တော်သွားမယ်ပြအကူမတို့ကလည်းကြိုက်နှစ်တက်မှလည်းတုံးပေါ့နော်ပြီးကြရင်တော့ကျွန်တော်ထိပ်ပိတ်ကနန်းပြပြီးရင်တော့ brake line နှစ်လိုင်းပေါ့နော် brake line နှစ်လိုင်းဒီလည်းပြပြမရှိတဲ့ brake line အပင်တော့ရှည်နေပြီဒါပေမဲ့လည်းဒီ brake နှစ်လိုင်းဒီတူညီနေတဲ့ brake line ဖြစ်တယ်ပေါ့နော်ဟုတ်ပြီပြလားဆိုရင်ကျွန်တော်ပြရမှာပေါ့နော်အကူမတို့ကကြိုက်နှစ်တက်မှလည်းတုံးပြ ့ဒီမှာဆိုရင်၃ညရဲ့၃ရဲ့ဒီက၃ရဲ့ပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ6 6ရဲ့ပါဝါဒီ1 6ရဲ့နခတိကို619ဖြစ်ခြင်းကြောင့်၃ည33ပေါင်းခြင်းဒီ6 6ပါဝါဒီ1 6နှစ်ခက်ဒီကို619ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလေပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီလေ6တို့မဟုတ်1တို့မဟုတ်9ဖြစ်ရမှာပေါ့နော်ဒီမှာဒီကျွန်တော်တို့ 83ပေါင်းကျင်းဒီတက်ဆိုပြီးတော့ဖြစ်တယ်ဗျထိတ်စီကတော့နှစ်လိုင်းတွေ့တယ်ပေါ့နော်ထိတ်စီလည်းနှစ်လိုင်းတွေ့ရဲဒါပေမဲ့ကျွန်တော်ဒီထိတ်စီလိုင်းကိုကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီထိတ်စီလိုင်းကိုပဲပြပြလာပေါ့နော်ကိုမတို့ကလည်းကြိုက်မှလည်းသုံးဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီ3ရဲ့ခွင်ရဲ့3ညရဲ့3ခွင်3ည3လုံးပေါင်းကျင်းဒီ3ည3ညပါဝါတီ9 3ညနက်ခတ်ဒီခွင်3ည9ခွင်ဖြစ်ချင်းကြောင့်ကျွန်တော်တို့ ဒီနှလုံးပေါင်းခြင်းဒီလည်း၃၅ခွင့်ဖြစ်ရမှာပေါ့နော်ဒီမှာဒီကျွန်တော်တို့၄၃ပေါင်းခြင်းဒီကျွန်တော်တို့ခွင့်ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီ39ရဲ့8ရဲ့ဒီရက်နှစ်က39နှစ်3လုံးပေါင်းခြင်းဒီ39 39ပါဝါဒီ9 39နှစ်ခတ်ဒီခွန်39 5ခွန်ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်း တုံညာတို့မဟုတ်ငါတို့မဟုတ်ခွင့်ပြက်မှုပေါ့နော်ကြော်တော့လည်းမြန်မြန်ပြောတဲ့မြန်မြန်ပြောဆိုတော့ကျွန်တော်ဗာလီမန်စကားတွေကိုဝေဝဲပြီးပြောနေလို့လည်းပြန်နော်ကျွန်တော်တခြားလေးတော့ရှင်းပြပေးနေတာဖြစ်တယ်ဗျအဲတော့ကျွန်တော်ဒီမှာခွင့်ရှစ်ပေါင်းခြင်းဒီလဲကျွန်တော်တို့ငါဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်ဒီနှစ်ရဲ့တက်ကပေါင်းခြင်းဒီ3 3နဲ့ဒီက6နဲ့ပေါင်းတော့2နှစ်တက်ကိုပေါင်းခြင်းဒီနှစ်နှစ်ရဲ့ပါဝါဒီခွင့် နှစ်ရဲ့နှက်ခတိလေးနှစ်ခွန်လေးဖြစ်ခြင်းကြောင့်ဆိုဒီနှစ်ခွန်လေးဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီရ6ကခြောက်နောက်ပိတ်ကညနေထွက်မဲ့ထိပ်စီးရဲ့ပေါင်းခြင်းဒီနှစ်တို့မဟုတ်ခွန်တို့မဟုတ်လေးပြန်မှာပေါ့နော်အားလုံးပဲဒါလေးလည်းနားလေကြမယ်ထင်တယ်ဗျအဲ့တော့ကျွန်တော်ဒီမှာဒီ6နောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ6ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျ ားလုံးကဒါလေးနားလိုက်မဲ့ထင်ပါတယ်ဗျာเนาะကျွန်တော်ဒီမှာဒီနှစ်တက်ကိုပေါင်းခြင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါခွန်းနှစ်နှက်ခက်လေးနှစ်ခွန်းလေးဖြစ်ခြင်းကိုကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းဒီလည်းနှစ်ခွန်းလေးဖြစ်ရမယ်ဆိုရင်တော့ဒီမှာဒီ6ရှိထားတာဖြစ်တဲ့အတွက်နှစ်ဖြစ်အောင်ဆိုရင်6ထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျာဒီခွန်းဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာဒီ6နောက်ပဲရှိထားတာဖြစ်တဲ့အတွက်ခွန်းဖြစ်အောင်ဆိုရင်1ထိပ်ဆိုပြီးတော့ထည့်ရမယ် ဆိုကျွန်တော်ဒီမှာ၄ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာ၆ရှိထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့၈ထိတ်ထဲမှာပဲ၄ဖြစ်မှာပေါ့နော်အားလုံးပဲဒါလေးလေးနားလေကြမှာထင်တယ်ဗျအကိုမတို့ကကျိုင်းနေတက်မှာလဲ၃ပေါ့နော် ရင်အေးရင်အေးရ83နဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်မနက်ကပြတဲ့ break line တီတော့တိုင်လင်း186ထိတ်တယ်ဟုတ်ပါလိမ့်ဗျာနော်ကျွန်တော်ရဲ့ထိပ်စီနေရတော့618တီလဲထိတ်ပေါ့နော်ထိပ်စီတီတော့ကျွန်တော်နှစ် line တော့တွေ့တယ်ဒါပေမဲ့ကျွန်တော်ဒီထိပ်စီ line ကိုပဲကြိုက်တယ်ပေါ့နော်ဒီထိပ်စီ line ဒီဘာလို့လဲဆိုတော့ကျွန်တော် one chain နဲ့မှာလဲတွေ့ထတာဖြစ်တဲ့အတွက်ပေါ့နော်ဒီထိပ်စီ line ကိုပဲရွေးပြီးပြပေးခြင်းဖြစ်တယ်ဗျာဒါဆိုရင်နောက်ပိတ်ကဘယ်လိုလာလဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော် မင်းတို့တစ်သုံးကြိုက်တယ်လေဦးလင်းတစ်ထိတ်ကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာဒီနောက်ပိတ်လန်းဒီပေါ့နော်တစ်ရှစ်ဆိုလဲ8 1ဆိုလဲ6ပရိရဲ့သူ့ရဲ့တပင်ကျော်ကနောက်ပိတ်ကဲ8 1 4ပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်3ဆိုပြီးတော့ဖြစ်တယ်ဗျာဒါဆိုရင်နောက်တပင်ရလဲကျွန်တော်တို့ဒီရ8ရ8ရပေါ့နော်ဒီ6ပရိကိုသူ့ရဲ့တပင်ကျော်ကနောက်ပိတ်နဲ့ပေါင်းမယ်8 8ခွန်ပေါင်းချင်းဒီလဲကျွန်တော်ဒီ3ဆိုပြီးတော့ဖြစ်တယ်ဗျာ ဒါဆိုရောဒီမှာဒီနောက်တပင်ဒီလဲ3ရက်4ရက်ပေါင်းချင်းဒီခွန်းခွန်းကိုလဲကျွန်တော်ဒီကသူ့ရဲ့တပင်ကျော်ကနောက်ပိတ်နဲ့ပေါင်းချင်းဒီလဲကျွန်တော်ဒီ3ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီ3ဖြစ်ချင်းနဲ့သွားနေတယ်ဗျဟုတ်ကဲ့ညနေ9ပိုင်းနဲ့ဟုတ်ကဲ့ပါဗျာညီရေမင်္ဂလာပါကွာတဲ့နောက်ကြတဲ့ညီရေတဲ့အလုံးမပြတ်ဘူးတဲ့ထမင်းဆိုင်ကြည့်နေတာညီရေတဲ့ဟုတ်ကဲ့ပါဗျာနော်အားပေးကြည့်ရှုမှုတို့လည်းကျေးဇူးတင်ပါတယ်ကိုသားကြီးရောက်ခဲ့ပါဗျာနော် ဝင်ရွှေရရှိထိတ်ကောင်းတယ်တဲ့ဟုတ်ကဲ့ပါဗျဒါဆိုကျွန်တော်ဒီမှာဒီကျွန်တော်တို့သုံးခွင်ပေါင်းခြင်းဒီတုံညပေါ့နော်တုံညကိုကျွန်တော်တို့ဒီကနောက်ပိန်နဲ့ပေါင်းခြင်းဒီကျွန်တော်ဒီသုံးဖြစ်ခြင်းနဲ့တွဲမယ်ဆိုရင်ကျော်ဒီမှာဒီ၃ခွင့်ပေါင်းခြင်းဒီ၃ညဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ၃ဖြစ်အောင်ဆိုရင်ကျွန်တော်၃နောက်ပိတ်ထုတ်ပြီးထည့်ရမယ်ပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်ကြမယ်ထင်တယ်ဗျအကူမတို့ကကြိုက်နေတတ်မှလည်း၃ပြန်နော် ါဆိုရင်တော့ဒီမှာဒီ618ထိတ်ကိုကျွန်တော်3နောက်ပိတ်နေပေါ့နော်ဘုရင်တူတဲ့ငါမကန်မှုတဲ့ပျောက်သီးမှုတဲ့ထိုးသားပြောင်းမှာတဲ့ငါကချပေးမှာငါကတော့ဟုတ်တယ်ဗျာနော်ကျွန်တော်တို့ကပြီးခဲ့တဲ့ဘက်က65ဒီပျောက်ကနန်းပေါ့နော်65ပျောက်ကနန်းဆိုတော့မနေ့ကကျွန်တော်တို့တလင်းလာညနေမှာပဲ6ဒီတော့ထွက်လာတယ်ပေါ့နော်6ထွက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ထပ်ကြံကနန်းဖြစ်တဲ့9ဒီတော့ကျွန်တော်ထွက်မလာတော့သေးဘူးလို့ပဲခံမှန်းမိတယ်ပေါ့နော် အန်တန်းနဲ့ရှစ်တလုံးကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာမဟုတ်ဘူးမင်္ဂလာပါတဲ့မင်းတို့လှပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ရှစ်တလုံးကြိုက်တယ်ဆိုတော့1 chain နေရပေါ့နော်ကျွန်တော်ဒီမှာတီးလဲဒီ1 chain လေးဒီနောက်ပိတ်လေးတွေပေါင်းနေခြင်းတီးလဲကျွန်တော်1 chain ပေးတယ်ပေါ့နော်ဒီမှာတီး1တက်ပေါင်းခြင်းတီး3 3ပါဝါတီး8ပေါ့နော်38နောက်ပိတ်ပေါ့နော်ဒီမှာဆို8နောက်ပိတ်ပေးတယ်ဗျ18ပေါင်းခြင်းတီး9 9ပါဝါ4ပေါ့နော်ဒီမှာတီးလဲ4ပိုင်းပေးတယ် ရှယ်လေးပေါင်းချင်းတီနှစ်နှစ်ပါဝါတီခွန်ခွန်ပိုင်းမှာကျွန်တော်တို့ဒီမှာ3ခွန်ဆိုပြီးတော့ခွန်ပေးတယ်ဗျဒီမှာလည်းကျွန်တော်တို့4ခွန်ပေါင်းချင်းတီ1ပါဝါတီ6ပေါ့နော်6ပိုင်းမှာ8 6ဆိုပြီးထွက်တယ်ဒါဆိုကျွန်တော်ဒီမှာဒီခွန်6ပေါင်းချင်းတီ3 3ပါဝါတီ8ပေါ့နော်8ပိုင်းလည်းတွေ့တယ်ဗျဝမ်ချင်းနေရာတော့ကျွန်တော်ဒီမှာတော့တွေ့ရတာများတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကထိပ်ပိတ်ဆိုင်လေးကိုပဲရွေးပေးခြင်းဖြစ်တယ်ဗျဒီမှာဆိုကျွန်တော်ဒီမှာခွန်38ပေါင်းချင်းဒီ8 8ပါဝါဒီ3ပေါ့เนาะ83အချင်းဆိုလဲဒီမှာ3လေးဆိုတော့ သုံးထီတယ်ဗျဒီ1ချင်းဒီတော့ကျွန်တော်ထိတ်စီးပေးတာတွေ့ရတယ်ပေါ့နော်3ခွန်3ပေါင်းချင်းဒီ3 3ပါဝါဒီ8 3 8အချိန်မှာလဲ3ခွန်ဆိုတော့3ပေးတယ်ဒါဆိုနောက်တစ်ပင်ကခွန်ရဲ့8ကပေါင်းချင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့8 8ပါဝါ3 8 3အချိန်မှာလဲ8 6ဆိုတော့8ပေးတယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ8ပေါင်းချင်းဒီ9 9နဲ့ဒီက8နဲ့ပေါင်းတော့ခွန်းခွန်းပါဝါဒီ2ပေါ့နော်ခွန်းနဲ့အချင်းလေးတွေ့ရပြခွန်းနဲ့အချင်းဒီကျွန်တော်တို့ ထိတ်စီးပေးရလဲတွေ့ရတယ်ဗောနော်1ချိန်ဟိုလည်းဖြစ်တယ်ဗျညနေရဲ၈ထိတ်ကောင်းတယ်ဟုတ်ကဲ့ပါဗျဒါဆိုရင်ကျွန်တော်ဒီမှာ break line တွေပြပြတော့မယ်ပေါ့နော်။ကိုမတို့ကကြိုက်နှစ်တက်ရင်တော့၃ပြကျွန်တော်တို့က6 1 8ထိတ်ကိုကျွန်တော်၃တော့ပိနေပေါ့နော်။ဒါဆိုရင်6 3ရယ်1 3ရယ်8 3ရယ်ဆိုပြီးတော့ခဏန်းတီတဲ3ကွယ်ပေါ့နော်။ ပရဲဒီတော့အပင်တော့ရှေးလာပြီပေါ့နော်အပင်ရှေးပေမဲ့လည်းကျွန်တော်တို့မှန်နေတဲ့ဖြစ်တဲ့ပရိတ်လိုင်းဖြစ်တဲ့အတွက်ကျွန်တော်ကတော့ချပြပေးခြင်းဖြစ်တယ်ပေါ့နော်အကိုမတို့ကလည်းပရိတ်လိုင်းကိုလည်းကြိုက်နှစ်သက်မှလည်းတုံးပြကျွန်တော်ဒီမှာဒီပရိသီ6ရယ်9ရယ်ဒီရ3ရယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6 6ပါဝါဒီ1 6နဲ့ခက်ဒီကို6 1 9ဒီကျွန်တော်ဒီမှာပရိပြ တော့ဒီ6တက်ကိုပြိမ့်မှာ10ပူးဆိုတော့6ပြိမ့်ထွက်တယ်ဗျဒါဆိုရင်ကျွန်တော် not dependy လဲ3ရဲ့3ရဲ့တရားခွင့်၃ည၃ခွင်၃လုံးပေါင်းခြင်းဒီ၃ည၃ညပါဝါဒီ၅၃ညနှစ်ခက်ဒီခွင်၃ည၅ခွင်ဒီကျွန်တော်ဒီမှာပြိတ်ပြဒီ၃ည၅ခွင်ပြိတ်မှာ၃လေးဆိုတော့ခွင်ပြိတ်ထွက်တယ်ဗျအဲ့လေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဝင်နိုင်တဲ့ပတ်တီလေးပြောပြပါတဲ့ ကျွန်တော်ကတော့ပတ်ပြီးတော့မသိပါဘူးပြန်เนาะကျွန်တော်ဒီမှာတီးတော့ကျွန်တော်ကတော့ရှစ်တဲ့အချိန်นี่လဲတွေ့တယ်ပေါ့เนาะရှစ်တဲ့ရှစ်ရှစ်ပိုင်းဆိုတော့ကျွန်တော်ရှစ်ပတ်တီးတော့ပို့ပြီးအားကောင်းနေလို့တော့ထင်ပါတယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ပင်တီးတုံညာရဲ့ခွင်ရဲ့တရားရှိကပေါ့เนาะတုံညာခွင်ရှစ်ပေါင်းချင်းတီးငါဖြစ်လို့ငါပါဝါတီးတုံညာငါနှက်ခတ်တီးတုံငါတုံညာတုံဒီကျွန်တော်ဒီမှာပြိတ်ဗျဒီ9 3 3ပြိတ်မှာကျွန်တော်တို့3ခွင်ဆိုတော့3ညပြိတ်ထွက်တယ်ဗျ။ နှစ်နာရီကနန်းပြောရနှစ်နာရီကနန်းရ၈၉ရနှစ်လေးရလေပဲနော်ဆိုရင်ဦးရညနေတက်ပရိတ်လာတဲ့တက်ပရိတ်ကတော့ကျွန်တော်တို့မနက်ကကျွန်တော်ပြခဲ့တာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တက်ပရိတ်ဆိုရင်တော့၈၃တီတော့တကွက်ပေါ့နော်နောက်တစ်ပိုင်းဒီကျွန်တော်တို့၃ရဲ့၈ကပေါင်းချင်းဒီတက်တဲ့ဒီရက်တက်နဲ့ပေါင်းတော့နှစ်38တပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ပါဝါဒီခွန်းနှစ်နှစ်ခက်ဒီလေးနှစ်ခွန်းလေးဒီရောဒီမှာပြိတ်ပြ ော့ဒီနှစ်ခွန်လေး break မှာ6 6ဆိုတော့6 break ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ၃ညရဲ့၁ရဲ့ဒီရက်၈၃ညတက်ရှင်းပေါင်းခြင်းဒီ6ဖြစ်လို့6ပါဝါဒီ၄6နဲ့ခက်ဒီ6 6လေး6ဒီတော့ဒီမှာ break ပြအဲ့လိုမဲ့ဒီဘေးလိုင်းလေးနားလေကြမ်းမဲ့ထင်တယ်ပေါ့နော် 6ရက်9ရက်တရ3ရက်3လုံးပေါင်းချင်းဒီ6 6ပါဝါတ6နှစ်ခက်ကို619ပြိမ့်မှာ10ပူဆိုတော့6ပြိမ့်ထွက်တယ်နောက်တစ်ပြန်ဒီ3ည3ခွန်ပေါင်းချင်းဒီ3ညဖြစ်လို့3ညပါဝါ5 3ညနှစ်ခက်ခွန်3ည5ခွန်ပြိမ့်မှာကျွန်တော်တို့34ဆိုတော့ခွန်ပြိမ့်ထွက်တယ်ဗျနောက်တစ်ပြန်ကလည်း3ညရဲ့ခွန်ရဲ့10ကပေါင်းချင်းဒီ5 5ပါဝါ3ည5နှစ်ခက်3 5 3ည3ပြိမ့်မှာ3ခွန်ဆိုတော့3ညပြိမ့်ထွက်တယ်နောက်တစ်ပြန်ဒီ 3ရက်8ကဒီရက်1ကသုံးလုံးပေါင်းချင်းဒီနှစ်နှစ်ပါဝါခွင်နှစ်နှစ်ခက်လေးနှစ်ခွင်လေးပြိမာ6 6ဆိုတော့4ပြိထွက်တယ်ဗျဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီပြိလန်းဆက်ပြီးရင်3ရက်ရဲ့1ရက်ဒီရက်8ကသုံးလုံးပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါလေး6နှစ်ခက်6 6လေး6ဒီပြိပေါ့နော်ချိုးကြီးရဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုကျွန်တော်ဒီမှာ6 1 8ထိတ်ကို 3တော့ပိတ်နေဆိုရင်ကျွန်တော်တို့ကကနန်းဒီ3ဒဲ3ကပေါ့နော်အဲ့ဒီမှာတော့6 3ဆိုတဲ့6ပိတ်ပါမယ်1 3ဆိုတဲ့4ပိတ်ပါမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ် break line တစ် line ပေါ့နော်ကျွန်တော်မနေ့ကပြခဲ့တဲ့ break line ဤပေါ့ဒါကတော့ဒီမှာဒီ3ညရဲ့3ရဲ့ဒီရဲ့3ရဲ့3လုံးပေါင်းချင်းဒီ6 6ပါဝါတီတ6နှစ်ခတ်တီကို6တက်9တီလဲကျွန်တော်ဒီမှာဗရိတ်ပြကျွန်တော်တို့ကပထမဆုံးကဒီ၃လုံးပေါင်းခြင်းဗရိတ်တီလဲဗရိတ်မှန်တယ်ကျွန်တော်တို့အခုဒီ၃လုံးပေါင်းခြင်းဗရိတ်တီလဲ6 1 9ဗရိတ်ဆိုတော့ဒီ6 1 9ဗရိတ်မှာလဲကျွန်တော်တို့10ပူးဆိုပြီးတော့6ဗရိတ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဗရိတ်တီ6 1 9ဗရိတ်6 1 9ဗရိတ်ပေါ့နော်ပထမဗရိတ်လိုင်းကလည်း6 1 9ဒုတိယဗရိတ်လိုင်းကလည်း6 1 9ပြဒါဆိုရင်ကျွန်တော်နောက်တစ်ပြန်တီ၃ရခွင့်ပေါင်းခြင်းတီ၃ည ီက၃ညနဲ့ပေါင်းလို့လေ၃ညပေါ့နော်၃ခွင်၃ညပေါင်းခြင်းဒီ၃ညတုံညာပါဝါတီငါတုံညာနှက်ခတ်တီခွန်တုံညာငါခွန်တီကျွန်တော်ဒီမှာပြိဒီတုံညာငါခွန်ပြိမာလဲကျွန်တော်တို့၃လေးဆိုပြီးတော့ခွန်ပြိပေါ့နော်ဒီမှာဒီလဲပထမပြိလန်းဒီတုံညာငါခွန်ပြိဒုတိယပြိလန်းဒီတုံညာငါခွန်ပြိပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီတုံညာရဲ့ရှေ့ရဲ့ဒီရဲ့နှက်ကတုံညာရှေ့နှက်ပေါင်းခြင်းဒီတုံညာတုံညာပါဝါတီငါ ၃ည၂ခက်ဒီခွန်၃ည၅ခွန်ဒီကျွန်တော်ဒီမှာပြိတ်ပြဒီ၃ည၅ခွန်ပြိတ်မှာလဲ၃ခွန်ဆိုတော့၃ည၃ပြိတ်ထွက်တယ်ပေါ့နော်ဒီမှာဒီတော့ကျွန်တော်တို့ပထမပြိတ်လိုင်းဒီ၅၃ည၃ပြိတ်ဒုတိယပြိတ်လိုင်းဒီ၃ည၅ခွန်ပြိတ်ဒီမှာတူညီတာဒီကျွန်တော်တို့၅ပြိတ်၃ည၃ပြိတ်၃ည၃ပြိတ်၅ပြိတ်ပေါ့နော်ဒါဆိုရင်ဒီမှာဒီ၃ည၅ပြိတ်ဒီပိုပြီးအကောင်းတာတွေ့ရတယ်၃ည၅ပြိတ်မှာမှ၃ခွန်ဆိုပြီးတော့၃ည၃ပြိတ်ပြေးတယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပြိတ်ဒီ နှစ်ရဲ့တက်ကပေါင်းခြင်းသည်3 3နဲ့ဒီရ6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းခြင်းသည်2ဖြစ်လို့2ပါဝါတီခွန်2နှစ်ခတ်တီလေး2ခွန်လေးတီလေးကျွန်တော်ဒီမှာ break ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာပထမ break line သည်2ခွန်လေး break ဒုတိယ break line သည်လည်း2ခွန်လေး break ပေါ့နော်ဒီ2ခွန်လေး break မှာလည်း6 6ဆိုပြီးတော့4 break ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ break line သည်9ရဲ့8ကပေါင်းခြင်းတီခွန်ခွန်နဲ့ဒီရ2နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်းတီ9ဖြစ်လို့ ကိုရဲ့ပါဝါတီလေကိုရဲ့နက်ခတ်တီ6ကိုလေး6တီလဲကျွန်တော်ဒီမှာ break ပေါ့နော်ဒါဆိုရင်ကျွန်တော် break ဒီဒီ break line ဒီပေါ့နော်ဒီအပေါ်ပင်နေမှာတော့ဆိုရင်ကျွန်တော်တို့6 19 break 6 19 break မှာလဲ break line ဒီနှစ် line လုံးမှန်နေပေါ့နော်ဒီမှာလဲ3905ခွန် break 3905 break မှာလဲနှစ် line လုံးမှန်နေ break ဒီမှာလဲကျွန်တော်တို့9 3 3 break 3905ခွန် break ပေါ့နော် break နှစ်လိုင်းလုံးဒီလဲပြက်ပြင်းမရှိတဲ့ break line ပြ ါဆိုဒီမှာလဲကျွန်တော်တို့နှစ်ခွန်လေးဒီပရိတ်နှစ်ခွန်လေးဒီပရိတ်ဒီပရိတ်လမ်းဒီလဲမှန်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီပရိတ်လမ်းကဆက်ပေးနေရင်6လေး6ဒီပရိတ်6လေး6ဒီပရိတ်ဆိုတော့ဒီပရိတ်တူညီတဲ့6လေး6ပရိတ်ဟုတ်ကဲ့ပါရနော်တကယ်လို့ဆက်ပေးမယ်ဆိုရင်တော့ဒီမှာဒီရောကျွန်တော်တို့6လေး6ပရိတ်ပေါ့နော်အကူမတော့တကယ်လို့မာဒီပရိတ်လိုင်းကိုကြိုက်တယ်ဆိုရင်တော့မိမိမှာဝမ်းကျင်းတော်၎င်းလုံးမိုင်းတော်၎င်းရှိရင်တော့ဒီပရိတ်လိုင်းလေးနဲ့တွဲပြီးတော့ကစားကြည့်ပေါ့ဗျာနော် ဒါကတော့ကျွန်တော်ရဲ့နေလိုက်ဟောပါဘောနော်နေလိုက်ပရိတ်လိုက်ပါဗျကျွန်တော်ရဲ့တပတ်တာမွေးပရိတ်ကတော့3ည5ပရိတ်ပါဗျကျွန်တော်မနက်ကရှင်းပြခဲ့တဲ့ရှစ်ဖြစ်ချင်းနဲ့သွားခြင်းပေါ့နော်ရှစ်ဖြစ်ချင်းနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဒီဒီက6နှစ်ဆိုတဲ့နှစ်နောက်ပိတ်ကိုသူ့ရဲ့တပင်ကျော်ကပရိတ်နေပေါ့နော်တပင်ကျော်ကပရိတ်နေပေါင်းချင်းဒီကျွန်တော်တို့ဒီလို6ဆိုပြီးတော့ဖြစ်တယ်ပေါ့ တော့ဒီမှာကိုးနှစ်ဆိုတဲ့နှစ်နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပရိတ်နဲ့ပေါင်းခြင်းတည်ကြောင့်ရှစ်ဆိုပြီးတော့ဖြစ်တယ်။ရောဒီမှာလဲနောက်တပင်ဒီရှစ်တက်ဆိုတဲ့တက်နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပရိတ်နဲ့ပေါ့နော်။ဒီပရိတ်နဲ့ပေါင်းခြင်းတည်လဲကျွန်တော်တို့ရှစ်ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲ့လိုမဲ့သဘောပေါက်ကြမယ်ထင်တယ်ပေါ့နော်။ဒီမှာဒီတက်ရဲ့၃ရဲ့၄ရဲ့ပေါင်းခြင်းတည်ကျွန်တော်တို့ရှစ်ဆိုပြီးတော့ဖြစ်တယ်။ရောဒါဆိုဒီမှာလဲကျွန်တော်တို့ရှစ်ပူဟာရှစ်နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပရိတ် ူ့ရဲ့တပင်ကြောကပြိမ့်နဲ့ပေါင်းချင်းတည်လဲကျွန်တော်ရှစ်ဆိုပြီးဖြစ်ရမှာပေါ့နော်ဒီမာတီရှစ်နောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှစ်ဖြစ်အောင်ဆိုရင်ဒီမာတီတုံညာပြိမ့်ထဲမှာပဲရှစ်ဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ3 4ဆိုတော့ကျွန်တော်တို့6နောက်ပိတ်ကိုသူ့ရဲ့တပင်ကြောကပြိမ့်နဲ့ပေါင်းချင်းဒီ6ဆိုပြီးဖြစ်ရမယ်ဆိုရင်ကျွန်တော်ဒီမှာ6နောက်ပိတ်ရှိထားတာဖြစ်တဲ့အတွက်6ဖြစ်အောင်ဆိုရင်ကျွန်တော်ဒီမှာဒီ6ပိတ်ထဲမှာပဲ6ဖြစ်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ3ခွန်ဆိုတော့ခွန်နောက်ပိတ်ကို သူ့ရဲ့တပင်ကြောဗရိတ်နဲ့ပေါင်းကျင်းဒီကြောရှက်ဆိုပြီးတော့ဖြက်မယ်ဆိုရင်တော့ဒီမှာဒီခွန်နောက်ပဲရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကရှက်ဖြက်အောင်ဆိုရင်တော့ဒီမှာတက်ပရိတ်ထဲမှာရမှာပေါ့နော်အလိုမှအဲ့လေးလည်းရှိရပြဒါတော့တက်ပရိတ်ကတော့ကျွန်တော်တို့တိတ်မကြိုက်ဘူးပေါ့နော်မဆအမောင်ဆန်နဲ့၃ပိုင်းနဲ့ကတ်မယ်လေဟုတ်ကဲ့ပါဗျ။ဝမ်ကျင်းကြီးရတော့တွေ့ရရတော့အများကြီးပေါ့နော်။ကျွန်တော်လည်း တူညီတာလေးတို့လုံးမိုင်းပေးတယ်ဆိုပေမဲ့လည်းကျွန်တော်တကယ်ယူတဲ့အချိန်မှာတော့လုံးမိုင်းလေးတွေလွဲလွဲနေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဝမ်ကျဲနေလို့တော့တွက်မပြတော့ဘူးဗျအောင်ကျော်ခိုင်းနဲ့တစ်ပရိတ်ပြောလာမသိပြန်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတော့ဒဲ3ကိုပဲပေးလိုက်တော့မှာပေါ့နော်အကိုမတို့ကြာရင်တော့3ဒါမှမဟုတ်လေအကိုမတို့မှာ1ချင်းတော်လည်းကောင်းလုံးမိုင်တော်ရှိတော့ရှိရင်တော်လည်းကောင်းပေါ့နော်ဒီကိုလေးချော်ပလေးလေးကိုလည်းရောင်းအောင်တွဲပြီးတော့ကစားကြည့်ပါဗျာ ကျွန်တော်တို့ဒဲ3ခွဲပဲပြလိုက်တော့မပေါ်ဘူးเนาะဘာလို့လဲဆိုတော့မှန်ရင်လဲကျွန်တော်တို့အကူမတွေညှိုးမြဲမဲ့ရမှာပေါ့เนาะမှားရင်လဲကျွန်တော်တို့နည်းနည်းပဲနင်းနာဆုံးရှုံးမှုဖြစ်မှာပေါ့ဒါကြောင့်မို့ကျွန်တော်နည်းနည်းပဲကနန်းထုတ်ပြလိုက်တယ်ဗျာ ဒီနေရာမှာတော့ကျွန်တော်တို့ပေါ့နော်ဒီ6တိ8ထိပ်ကလည်းမှန်မယ်ဆိုရင်ကျွန်တော်တို့ break က6လေး6 break ဆိုမှန်မယ်ဆိုရင်တော့ဒီ6နဲ့လည်း6လေး6 break 1နဲ့လည်း6လေး6 break 8နဲ့လည်း6လေး6 break ပေါ့အဲ့လိုမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီ3နောက်ဘေးကမှန်မယ်ဆိုလည်း6လေး6 break ဆိုရင်3 6 31 3ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီ3ခွက်ပဲတင်ပေးလိုက်တယ်ပေါ့နော်အကိုမလည်းအားလုံးပဲနားလည်းမဲ့လို့လည်းထင်ပါတယ်ဗျကျွန်တော်ရဲ့တပတ်စာ break ကတော့ တုံညာငါပြိပိပြန်မာတော့လေဗျာနော်ခင်မမကြီးရဲ့ကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာနော်အားလုံးပဲကံကောင်းကြပါစေဗျာတကယ်လို့မှဒီနေ့မှကျွန်တော်အခုမကြော်ဆိုတဲ့လေးလုံးအခွေပေါ့နော်ဒီနေ့ညနေမှာထွက်မလာသေးဘူးဆိုရင်တော့ဆိုတော့နဲ့ရန်ကွက်နဲ့အပြည့်ပေးပါကိုတဲ့ရန်ကွက်ကတော့ပေါ့နော်ကျွန်တော်ဒီမှာ မိုးပွင့်ကြတဲ့တစ်လေးလေးတစ်ကလာနိုင်လားဗျာတဲ့ထိုင်နေတဲ့395ပြိကျန်ဟုတ်ပါတယ်ဗျာနော်395ပြိကျန်ပါတယ်ဗျာတာကြီးရတဲ့တန့်ခွန်ကြီးဟုတ်ကဲ့ပါဗျာဇော်လေးနဲ့6ပြိထိုးမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အကြိုက်ကိုတော့ထိုးပါဗျာ အကိုမတွေကြိုက်တဲ့ကနန်းဒီလေပေါကနန်းလေးဖြစ်ပါသေးပေါ့နော်ဒီနေ့ညနေမှာကျွန်တော်ဟူးမကျော်ပေးထားတဲ့လေလုံးအခွေရမထွက်သေးဘူးဆိုရင်တော့မနက်ဖြန်မနက်မှာတော့ကျွန်တော် site လေးနဲ့ပြပြီးတော့အကိုမတွေကိုအထုတ်ခိုင်းမှာပေါ့နော်ဒီမူလေးဒီလေကျွန်တော်နှစ်မူနဲ့ချုပ်ထားတဲ့အခွေ site လေးပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော် like ကိုဒီမှာပဲရန်နာခွင့်ပြုပါဗျာကျွန်တော်တွေ့ပြတဲ့ကနန်းလေးဒီပေါကနန်းလေးဖြစ်ပါသေးလို့ဆုတောင်းပေးပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာဘိုင်မန် see you ပါအားလုံးပဲ